င်္ဂလာပါဒေါက်တာကောင်းမြတ်ပါအခုရပိုင်းနေမှာတဲ့အပူချိန်လွန်ခဲ့တာမလို့လားမသိဘူးတဲ့နေခွင်းနေမှာဆိုရင်အပူချိန်100ဒီဂရီဖာရန်ဟိုက်တက်ကျော်ပြီးတော့ဟိုက်ပါသားမီးယားဖြစ်နေတယ်ဟိုက်ပါသားမီးယားအပူချိန်တက်တာပေါ့နော်တကယ်လို့ heat stroke ကြောင့်ဖြစ်တယ်ဆိုရင်လည်းဘယ်လိုသက်တာအောင်လုပ်လို့ရမလဲတဲ့ဟုတ်ပါတယ်ဒီရပိုင်းအရန်ရသေးဘူးလို့ကပူတယ်ကျွန်တော်တို့နေ့စဉ်အပြင်လမ်းမှာသွားလာနေရတယ်ဆိုပို့ပြီးတော့တတိထားတင်တာပေါ့နော်ဒါကအလားပါဆိုင်ရာမေးခွန်းတော့မဟုတ်ဘူးပေါ့သို့တော်လည်းပဲဒီချိန်ဒီကာလနဲ့တကယ်ကိုက်ညီရတည်တင်တဲ့အားမလို့ကျွန်တော်လည်းပြောပြပေးခြင်းပါတယ် တော့ဘူချိန်တရားနှစ်ဆိုတာတော့တော်တော်တော့ပုံနေပြီဒါမှလည်းကျွန်တော်တို့ heat stroke ပေါ့နော်အဲတတ်မှတ်ဖို့ဆိုရင်အဘူချိန်ဒီ104 degree fahrenheit ဒါမှမဟုတ်40 degree celsius ကနေပြီးတော့ဒီထက်ပိုဟိုညာတဲ့အဘူချိန်မျိုးပေါ့ဒါမျိုးဆိုရင်တော့ဒါ heat stroke ဖြစ်ပြီး heat stroke ဖြစ်ပြီးဆိုရင်ဒါဒီ emergency ပေါ့အရေးပေါ်ကိစ္စဖြစ်သွားပြီးအချိန်မီမကူးသလို့ရှိရင်သူကဒီလူနာတေဆုံးတဲ့အထိဖြစ်နိုင်တဲ့ယောဂါမျိုးဖြစ်ပါတယ် ဲ့တော့ကိုယ်မှာ heat stroke ရပြီဆိုရင်ဘယ်လိုတွေသိနိုင်လဲဆိုတော့ပထမချက်ကတော့ဒီရှိမှာပြောတဲ့အပူချိန်ကြည့်ရမှာပေါ့နော်ပြီးရင်ခန္ဓာကိုယ်ကြီးကလည်းပူပြီးတော့နီလာမယ်အသားရည်တွေခြောက်လာမယ်ဒါမှမဟုတ်လည်းချွေးစည်းတွေချွေးတွေအရန်ပြန်လာတာမျိုးတွေရှိမယ်နောက်ပြီးတော့နှလုံးခုန်မြန်လာတာအသွေးခုန်လုံးတွေအရန်မြန်လာတာမျိုးတွေရှိမယ်နောက်လူကမူးလာမယ်ခေါင်းကိုက်လာမယ်ပြုတ်ချင်အန်ဂျင်နာတွေရှိလာမယ်နောက်ဆုံးမှတက်ပြီးတော့သတိလစ်သွားတဲ့အထိဒါမျိုးတွေဖြစ်နိုင်တာ ဲ့တော့ခုမှဒီလိုမျိုး heat stroke ရပြီဆိုရင်ဘာလုပ်လို့ရမလဲပေါ့နော်အရေးကြီးဆုံးကတော့သတိလက်တဲ့အဆင့်ရောက်သွားပြီဆိုရင်တော့ဒါသေးချာတယ်ဆေးရုံပြေးတော့ emergency သွားတော့ပေါ့နော်သို့မဟုတ်သေးဘူးလက္ခဏာတွေပြလာပြီဆိုရင်တော့လုပ်လို့ရတာဒီအရင်ဆုံးကျွန်တော်တို့အပူချိန် temperature control ပေါ့ဒါအရေးကြီးဆုံးပဲအပူချိန်ထိန်းချုပ်ဖို့ဆိုပထမဆုံးအရေးအောက်ကိုအရင်ဆုံးသွားအေးတက်ရအောင်ပေါ့နော်ပြီးရင်အိမ်ထဲနေမယ်ဆိုအိမ်ထဲအေးတဲ့နေရာကိုအမြန်ဆုံးဝင်အဲအဲကွန်းလေးနဲ့နေနိုင်အဲကွန်းလေးပေါ့ပန်ကားရှိလဲပန်ကားပေါ့ မီးပြတ်နေတော့အရင်ဆုံးရက်ခတ်ပြီးနေပေါ့နော်ပူချိန်မြန်ကြအောင်ခုမှအင်ဂျီထူကြီးတွေဝတ်ထားတာမျိုးရှင်ဒီအင်ဂျီထူကြီးတွေကိုချွတ်ချွတ်ပြီးရင်ရေဘက်ကတ်တာပေါ့နော်ရေဘက်ကတ်တာကတော့အဓိကအားဖြင့်ဒီ level လို့နေရာတွေကတ်လို့ရတယ်ကျွန်တော်တို့ဒီဂျိုင်းကြားပေါင်ကြားပေါ့အတွေးစီစဉ် level မှုရှိတဲ့နေရာတွေကိုရေဘက်ကတ်ပေးတာမျိုးတွေလုပ်လို့ရတယ်နောက်နည်းနည်းလေးတည်ငြိမ်သွားပြီဆိုရင်တော့ကျွန်တော်တို့ရေအေးလေးနဲ့ရေချိုးတာရေစိမ်တာမျိုးလေးတွေလုပ်ပေးနိုင်ရင်တော့ ပိုကောင်းပါတယ်နောက်တစ်ခုကဒီခန္ဓာကိုယ်ရင်းရေထဲဖြစ်ရမယ်ပေါ့အဓိကကတော့ရေများများတောက်ရမယ်ရေတောက်တဲ့အခါမှာလည်းအပူလို့ပူလို့ရေဆိုပြီးတော့အလောတကြီးငမ်းမရတောက်တာမျိုးမဟုတ်ဘူးပေါ့ဖြည်းဖြည်းမှန်မှန်လေးနဲ့ရေတငုံချင်းတငုံချင်းတောက်ပေါ့နော်ပြီးတော့ဓာတ်စားရေဖြစ်နိုင်ရင်ဒီ electrolyte balance ပြန်ဖြစ်အောင်ဓာတ်စားရေများများတောက်ပေးမယ်ဒီလိုအချိန်မှာရေစားလို့ဆိုပြီးတော့ရေပဲတောက်နော်ဟိုအရက်ဒီ coffee တွေတောက်တာမျိုးတော့မလုပ်ပါနဲ့။နောက်တချို့အကြောတော့ကြံ့ရမရပါဘောနော်။ခေါင်းတွေကြိုက်တယ်မူးရယ်ဆိုတော့ဒီ paracetamol လို့ဆေးတွေတောက်ချလိုက်တာရှိတယ်။ဒီလိုချိန်မှာအဲ့လိုဆေးတွေကိုလည်း မတောက်ပါနဲ့ရှောင်ပေးပါဒီအချက်တည်းကတော့ဒါ heat stroke ရရင်လောက်ရမယ့်ဟာတွေပေါ့အဲ့တော့ဒီလိုအချိန်မှာဒီလိုမျိုးအပူချိန်အရန်တက်ပြီးတော့ heat stroke ရတဲ့အန္တရာယ်ဖြစ်လောက်တဲ့အဆင့်တွေမရအောင်ဘာလို့တွေနေထိုင်ရမလဲဆိုရင်တော့အဓိကကတော့ရေတန်းဖြည့်ဖို့ပဲကျွန်တော်တို့ရေမမှန်ရေများများတောက်နေရမယ်ရေမစားလဲတောက်ပေးတာမျိုးပေါ့နော်ပြီးရင်အရန်ပူတဲ့အချိန်မှာကိုယ်လက်လှုပ်ရှားအပြင်းထန်အာခသာလှုပ်တာတွေရှောင်ပေးမယ်ဘဝစားဆိုရင်လည်းပေါ့ပေါ့ပါပါပေါ့နော်ပူအိုက်တဲ့ဝစ်စားတွေမဟုတ်ဘဲနဲ့ပေါ့ပါချီတယ်လေးတွေနဲ့ဒီအချိန်မှာအချောင်ချောင်လဲလဲလေးတွေပဲဝတ်တင်တယ် အဖြစ်နိုင်မယ်ဆိုရင်တော့အရေးထဲမှာနေပေါ့ကိုကသွားလာနေရမယ်ဆိုရင်လည်းအမြဲတမ်းအုတ်ထုတ်လေးဆောင်ထီလေးဆောင်ပေါ့နောက်အရေးကြီးတာတစ်ချက်ကတချို့ကားထဲမှာနေမယ်ဆိုလည်းလူကြီးတွေတက်ကလေးတွေပေါ့နော်တချို့ကလူကြီးတွေကအမှတ်တမဲ့ခဏဆိုပြီးတော့ဒီချိန်မှာကလေးလေးတွေကိုကားထဲမှာထားသွားတယ်ကားကအင်ဂွန်လည်းမရှိဘူးပူနေရဲဆိုရင်ဒါကလေးတွေ heat stroke ရပြီးတော့တက်တာတွေအသက်အန္တရာယ်ဖြစ်တာမျိုးတွေဖြစ်နိုင်စေတယ်ဒါလေးကတော့သတိထားဖို့ပါဒီချက်လေးတွေကတော့ဒီလိုအရန်ပူပြင်းတဲ့ကာလမှာ အပြင်သွားရတဲ့လူတွေဒီအပူ heat stroke ရတာမျိုးတွေကနေကင်းဝေးအောင်ရှောင်ကြားစင်စင်နဲ့အချက်လေးတွေကိုကျွန်တော် sharing ပြုလုပ်ပေးတာဖြစ်ပါတယ်